ရန်ကုန်ဝထိုင်း73စီရှင်ညုံစီနှုံထွေအခုတပတ်မှလည်းတလီတောင်ကို780ကနေ285ကျပ်အတွင်းဆက်လက်မြင့်တက်လာထဲလို့73စီတင်သွင်းတိုးလောင်းပြန်ပြူးခြင်းလုပ်ငန်းကြီးချရေးကော်မတီရဲ့ဒီကနေ့ထုတ်ပြန်ချက်အရသိရပါသည် 92နဲ့95ဒက်စီဇိန်းတုံးတွေဟာပြီးခဲ့တဲ့နှစ်ပတ်ကတလီတောင်းကို105ချက်ကနေ140ချက်အတွင်းမြင့်တက်ခဲ့ပြီး အခုတစ်ပတ်မှာလည်းတလီတောင်းကို180ချက်စီနဲ့ဆက်လက်မြင့်တက်လာပါသေး ။ဒီဇယ်စေးနှုံးတွေကလည်းပြီးခဲ့တဲ့နှစ်ပတ်ကတလီတောင်းကို125ချက်ကနေ150ချက်အထွန်းပြန်လည်မြင့်တက်ခဲ့ပြီး အခုအပတ်မှာလည်းတလီတောင်းကို230ချက်ကနေ285ချက်အထွန်းဆက်လက်မြင့်တက်လာပါသေး။ဒီကနေ့မှကမ္ဘာရေနံဈေးကတော့ရေနံစိမ့်တစီကို65ဒရမ63ဒေါ်လာအထိ ရှိနေပြီးပြီးခဲ့တဲ့အပတ်ကလာသူကထက်တစီကို30ဒေါ်လာဝင်းကျင်အထိပြန်လည်ကျဆင်းလာပါသေး ပြည်တွင်း73စီစေနှုံအနေနဲ့ပြည်တွင်းနိုင်ငံသားသုံးငွေလဲလှယ်မှုနှုံထားတွင်နဲ့ပြည်ပမှာဝယ်ယူရတဲ့အာရှပစိဖိတ်ဒေသအတွက်စင်ကာပူအခြေဆိုင်နေစဉ်ပြန်ပြ73စီစေနှုံအပေါ်မှာအခြေခံထဲလို့ဆိုပါတဲ့လက်ရှိမှာတော့ပြင်ပနိုင်ငံသားသုံးငွေလဲလှယ်မှုနှုံထားတွင်ကလည်းတပတ်တာအတွင်းဒေါ်လာကို150ကျော်အထိမြင့်တက်နေပြီးအမေရိကန်ဒေါ်လာကို4600ကျပ်ဝန်းကျင်အထိရှိနေပါတဲ့ ပြည်တွင်း73စီဖူလုံရေးရသူကလက်ရှိမှာတော့ချိုတင်မာယူထားတဲ့အစီအစဉ်အတိုင်းပြည်ပကနေ73စီတင်တင်မောများလဲအဆက်မပြတ်ဝင်ရောက်နေပြီးအရန်စီတွေလဲနှစ်ပတ်စာခန့်ရှိနေတယ်လို့သက်ဆိုင်ရာက ပြီးခဲ့တဲ့အပတ်ကဆိုထားပါသေး အခုတပတ်အတွက်73စီရှင်ညုံဈေးတွေကတော့92တလီသားကို3140ချက်95တလီသားကို3230ချက်ဒီဇယ်စီတလီသားကို2930ချက်ပရီမီယံဒီဇယ်စီတလီသားကို3385ချက်အထိဈေးနှုန်းအတည်တည်ရှိနေတယ်လို့သိရပါတယ်ရှင်။